ားလုံးပဲမင်္ဂလာပါရှင် စာဖတ်ခံမှာကြိုဆိုပါရစေဒီမှာစာဖတ်သူနင်းဝေပါဒီနေ့ဖတ်ပြမှာလေးရတော့ညီစံရေးရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးတွေက ချမ်းသာကိုမွေးလာတာဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ကျွန်တော်မှာယုံကြည်ချက်တစ်ခုရှိတယ်အရာဟာ လူတိုင်းကချမ်းသာဖို့မွေးလာတာဆိုတဲ့ယုံကြည်ချက်ပဲ။ ဒီလိုဆိုတချို့ကမေကွန်ထုတ်ပါလိမ့်မယ်။ဒါဆိုလောကမှာလူအများစုကဘာကြောင့်ဆင်းရဲနေကြတာလဲပေါ့။အဲ့ဒီအတွက်လည်းအဖြေကရှင်းပါတယ်။ဆင်းရဲနေရတဲ့လူတွေဟာချမ်းသာအောင်မလုပ်ကြသေးလို့ပါပဲ။တကယ်ပါ လူတွေဟာအမှန်တကယ်ဆင်းရဲနေကြတာမဟုတ်ပါဘူး။သူတို့ဟာ ပြင်းပြတဲ့ချမ်းသာခြင်းစိတ်မရှိကြသေးလို့ပါ။မယုံရင်ကိုကိုကိုပြန်မေးကြည့်ပါ။ချမ်းသာခြင်းသလားလို့ ဖြေကရှင်းပါတယ်ချမ်းသာချင်တာပေါ့ဒါဆိုထပ်မေးလိုက်ပါတကယ်စိတ်ထဲနှလုံးသားထဲကနေအပြင်းအထန်ချမ်းသာချင်တာရောဟုတ်ရဲ့လားလို့အဲ့ဒါဆိုရင်အဖြေပေါ်လာပါလိမ့်မယ်ပြီးတော့အဖြေနဲ့အတူကျွန်တော်တို့အုံနောက်ကမိမိကိုယ်ကိုချက်ချင်းပြန်သုံးသပ်နေပါလိမ့်မယ်နောက်ပြီးကိုယ့်ရဲ့အခုလောက်ရတွေ့ရတကယ်ကို ပြင်းပြင်းထန်ထန်ချမ်းသာခြင်းစိတ်မရှိသေးဘူးဆိုတာကိုလည်းတိတ်တဆိတ်လက်ခံလာပါလိမ့်မယ်။ကိုယ်စိတ်ကိုမညာနဲ့ပေါ့။ဘာကြောင့်လဲဆိုတော့လောကမှာတကယ်ကိုဥလိုက်သေးလိုက်ချမ်းသာခြင်းတဲ့သူတွေဟာအချိန်တိုင်းကို အပြင်းထန်ကြိုးစားနေကြလို့ပါပဲ။တင့်အနေနဲ့အလောက်ထိမကြိုးစားသေးဘူးဆိုရင်တင်ဟာပါဇက်ပြောချမ်းသာခြင်းတူတယောက်တာဖြစ်ပါတယ်။ ဆိုတော့လူတယောက်ကိုသူ့ရဲ့အလုပ်အပေါ်တကယ်ကိုအပြင်းထန်နဲ့စိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးလောက်ကင်ချင်းရှိမရှိကိုလေ့လာသုံးသပ်ခြင်းအပြင် သူတကယ်ချမ်းသာခြင်းနဲ့သူလားဗဇက်အာတီတာပြေယုံရှောက်ပြောနေတဲ့ချမ်းသာခြင်းသူလားဆိုတာပေါ်ပါတယ်။နောက်တစ်ခုကချမ်းသာဖို့ဆိုရင်လမ်းရွေးမှန်ဖို့လည်းလိုပါတယ်။ဆိုကြပါစို့ကျွန်တော်တို့ဟာချမ်းသာခြင်းရင်ဝန်တန်းလောက်တာထက် ကိုပိုင်စည်းဝါးရေးတစ်ခုခု လုပ်နေတာမျိုးပေါ့တေချာစဉ်းစားကြည့်ပါလောကမှာဝန်ထမ်းဘဝကနေကြီးကြီးတက်ချမ်းသာသွားတဲ့သူမရှိပါဘူးရှိခဲ့ရင်လဲသူဟာယာဒူးအာနာအပေါ်အလွဲသုံးစားလုပ်ဖူးရင်ဖြစ်ဖြစ်ဒါမှမဟုတ် ပုံမှန်လစာကိုစီးပွားရေးတစ်ခုခုနဲ့ထိန်းထားတာပဲ ဖြစ်ဖြစ် လုံမသာချမ်းသာပါလိမ့်မယ်။မဟုတ်ရင်မလွယ်ပါဘူး။ အထူးသဖြင့်အစိုးရဝန်ထမ်းတွေအတွက်ပုံမလွယ်ပါဘူးဒီအတွက်ကျွန်တော်ကတော့ရိုးရိုးလေးပဲတွေးပါတယ်ချမ်းသာခြင်းရင်တတိဖြစ်မဲ့စီးပွားရေးကိုလုပ်ပါအလုပ်လုပ်တဲ့အခါမှာလည်း entire အတိုင်းလုပ်တတိရှိရှိလုပ်စွန့်စွန့်ဆာဆာလုပ်ခစ်ကိုမျက်ခြေမပြတ်နဲ့ဒါဆိုချမ်းသာမယ်ဒါပေတည်းဒီလိုချမ်းသာဖို့ကိုပိုင်စီးပွားရေးလုပ်တဲ့အခါမှာပျော်သလောက်မလွယ်ပါဘူး။မမြင်နိုင်တဲ့စိန်ခေါ်မှုတွေ မတင်ထားတဲ့ခက်ခဲမှုတွေအများကြီးရှိတာပေါ့တည်ကြတာကတော့ဘယ်ကိစ္စမဆိုပိဆက်မှုတွေစွန့်ဆောင်မှုတွေကတော့လူကိုလူမှာပါပဲဒီတော့ကဘာပေါ်မှာကိုစွမ်းကိုစားနဲ့ជីជីတက်ချမ်းသာနေသူတွေကိုကြည့်လိုက်ပါအဲ့ဒီတထေးတွေအကုန်လုံးဟာသူတို့ချမ်းသာဖို့လူမသိသူမသိပိဆက်ခဲ့ရတာတွေမှအများကြီးပါပဲ ဆိုတော့ကျွန်တော်တို့လည်းသူတို့လိုချမ်းသာခြင်းရင်သူတို့လိုဆွန့်ဆွန့်ဆာဆာလှုပ်ရဲဖို့လိုတယ်လို့သူတို့ကြိုးစားတယ်လို့ကိုယ်စီပွားရေးအပေါ်အာသွန်ခွန်ဆိုင်အချိန်ပြည့်လုပ်နေဖို့လည်းလိုတယ်ခတ္တာက ကျွန်တော်တို့ဟာသူတို့ချမ်းသာတယ်လို့တော့ချမ်းသာခြင်းကြပါတယ်သူတို့ဘဝကို လောကတန်နဲ့ပြင်းထန်စိန်ခေါ်တယ်လို့မျိုးတော့ကျွန်တော်တို့ကစိတ်မခေါ်ရဲပါဘူးဒါကြောင့်လည်း အခုအချိန်မှာသူတို့ကជីជីတက်ချမ်းသာပြီးကျွန်တော်တို့ကပြပြမောက်ဆင်းရဲနေကြတာပေါ့ဆိုတော့အကြောင်းဒီအကြောင်းတွေကိုစဉ်းစားကြည့်တဲ့အခါလူတိုင်းချမ်းသာနိုင်တယ်ဆိုတာသိလာပါတယ်ဒါပေမဲ့တဦးနဲ့တဦးကြားခံယူချက်တွေအတွေ့အခေါ်တွေလောက်ကင်ပုံတွေစိတ်ခွန်အားဇွဲတက်တိတွေကကွဲပြားကြတဲ့အတွက်လူတိုင်းတော့မချမ်းသာကြပါဘူး တေးကြတာကတော့လူတိုင်းဟာမွေးကလေးကချမ်းသာဖို့ကြိုးစားပိုင်ခွင့်ရှိတယ်ဆိုတာပါပဲဒီနေရာမှာနောက်တစ်ခုသိရမှာက အတိတ်ကံအရာချမ်းသာမဲ့သူနဲ့ကြိုးစားမှချမ်းသာမဲ့သူ ဆိုပြီးနှမျိုးရှိပါသေးတယ်ဆိုကြပါစို့လူတယောက်ကအတိတ်ကံအရာချမ်းသာမဲ့သူဆိုရင်မွေးကလေးကကြီးကြီးတက်ချမ်းသာတဲ့မိသားစုမှာမွေးဖွားလာပါတယ်ဒီလိုမှမဟုတ်ပဲရိုးရိုးတာမန်မိသားစုမှာမွေးဖွားခဲ့ရင်တော့ ူဟာစူးစားအားထုတ်မှသာ ချမ်းသာမယ်သူ ဖြစ်ပါတယ်။ဒါဆိုတင်လဲကိုကိုကို ပြန်သုံးတတ်ပါ။တင်ဟာជីជីတက်ချမ်းသာတဲ့မိသားစုကဝေးဖွားလာသူလားမဟုတ်ဘူးဆိုရင်သိကြပါပြီ။တင် ချမ်းသာဖို့အတွက် ပြင်းထန်စူးစားရပါလိမ့်မယ်။ဒီအတွက်တော့ဘာမှအားငယ်စရာမရှိပါဘူး။ပါကြောင့်လဲဆိုတော့အခုကဘာပေါ်မှာချမ်းသာနေတဲ့ဘီလီယံနာတတိတွေကိုကြည့်လိုက်ပါ အားလုံးလူလူကကြိုးစားပြီးချမ်းသာကြတဲ့ချမ်းသာလာတဲ့တူတွေကြီးပဲဆိုတော့တင်းအနေနဲ့ချမ်းသာခြင်းရင်စိတ်ပိုင်းဖြတ်လိုက်ပါတင်းကချမ်းသာဖို့မွေးလာသူဆိုတာကိုပေါ့တကယ်ကအဲ့ဒီစိတ်ပိုင်းဖြတ်မှုကိုပြန်အဲ့ဒီစိတ်ပိုင်းဖြတ်မှုဟာတိတ်ကိုအရေးကြီးပါတယ်ချမ်းသာခြင်းရင်အဲ့ဒီစိတ်ကိုယ်တာသွင်းပါပြီးရင်အတိလဲစူးစမ်းလိုက်ပါ အောင်မြင်ပါလိမ့်မယ် ညီညီဆန်ရေးသားထားတဲ့လူတိုင်းကြိုက်ဖို့မလိုဘူးဆိုတဲ့စာအုပ်ကလေးတွေကချမ်းသာဖို့မွေးဖွားလာလို့ဆိုတဲ့စာပိုက်ကလေးကိုဖျက်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်ချင်းဘေဘီနားဆင်ခဲ့ကြတဲ့အတွက်စာဖက်ကန်ကလေးရနေကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြမယ်နော်။တကယ်လို့နားထောင်ခြင်းနဲ့စာအုပ်ကလေးတွေရှိရဲဆိုလို့ရှင်လဲကောမန့်မှာရေးသားပေးခဲ့ပါအောင်နော်။အလင်းတင်တယ်လို့အဆင်ပြေတယ်လို့လေးတွေဖက်ပြပေးသွားပါမယ်ရှင်။